မင်္ဂလာပါကျွန်တော်အောင်ပြီးသစ်ပါဆရာမင်းတင်ရေးသားတဲ့မင်းတင်ရဲ့တခိုင်အပိုင်း65ကိုဆက်လက်ပြီးတင်ဆက်ပေးပါမယ်ခင်ဗျာနားဆင်ကြည့်ကြပါဦးအခန်း69တခိုင်ရဲ့အိတ်လိနီစိတ်ကြွေရရက်တွင်ယောက်ျားတို့အုပ်စုဖွဲ့မိပါက မိမများကြီးအကြောင်းကိုတီတူစကားဆိုလို့ရှိကြသည်နီးတူမိမတို့အုပ်စုဖွဲ့မိပါကလည်းယောက်ျားတို့၏အကြောင်းပြောပြကြသည်မှာ င်မြဲတမတာကိစ္စတရဟုဆိုတော့ရနိုင်ကောင်းမြည်ထင်ပါ၏ယခုလဲကျွန်တော်တို့ရဲဘက်အကျဉ်းသားတစုအုပ်စုဖွဲ့မိနေလေဟာစကားလက်ဆုံးကြနေကြသည့်အကြောင်းအရာကမိမတို့၏အကြောင်းဖြစ်လေသည်ထိုအကျဉ်းသားအုပ်စုကမျက်နှာကြီးအကျဉ်းသားအုပ်စုဖြစ်၏ထိုသူတို့ကစကိုင်းဇာတိအများပိုင်းပစ္စည်းကာကွယ်ရေးအုပ်ဥ်ဒီပုံမှန်300ထောင်ဒဏ်10နှစ်ကြာခံရသောကုထေးကုထေးနှင့်အမှုတူ ဟင်္ဒရာသာမွတ်စလင်ကူတင်ဝင်းလူသက်မှုထောင်ဒဏ်9နှစ်ကြာလာတော့ဖူကြီးတာဝန်ခံကိုအောင်ကြည်ကျွန်တော်နဲ့ကိုသက်ခိုင်လို့ဖြစ်လေသည်ဝိုင်းဖွဲ့မိရနေရာမှာပင်မစကန်အကျဉ်းသားတက်တာချောင်းကြီးဆိုင်ဖြစ်ဤတက်တာချောင်းကြီးဆိုင်ဟုဆိုတော်냐ထူးထူးတွေပစ္စည်းများရောင်းချသောဆိုင်မဟုတ်ဖဲလက်ဖက်ရည်ကော်ဖီမင်းနဲ့ကွင်းရလောက်သာရနိုင်သောဆိုင်ဖြစ်ပါသည်ကျွန်တော်တို့ပြောပြသောအကြောင်းအရာမှာလည်း ပြင်ပါလောကနဲ့အဆက်ပြတ်နေသူများပြီးပြီးဖူမကိစ္စအကြောင်းများသာဖြစ်လေ။ကုသခိုင်က စကားဝိုင်းကိုစိတ်ဝင်စားဟန်မရှိဘဲခလန်းလန်းမြေလမ်းမှာပေါ်တွင် နေဘူးကျက်ကျက်၌ကြောက်ခဲစီနေကြသောအကျဉ်းသားအုပ်စုရှိရသူလှမ်းမြော်ကြည့်နေလေသည်။စကားဝိုင်းထဲတွင် အာဝံအာရင်တန်တန်နှင့်အရှုံးဖောက်ဆုံးကကိုအောင်ကြီးဖြစ်၏။ရဲဘက်စကန်တွင် ရှိနေစဉ်တွင်ကြုံတွေ့ရသောအကျဉ်းသားများနှင့်ရဲဘက်စကန်သူ ရံပန်းရံကလာရောက်လို့ရှိသောဈေးသည်မိမပြူတို့၏အခြေရေးကုရံကြုံတွေ့ခဲ့ရသောဖူမကိစ္စတို့ကိုပါဇက်မှတရေစင်အောင်ပြောလျက်ရှိရာကျွန်တော်တို့တဝဝသဘောကျလျက်ရှိကြသည်ကိုအောင်ကြီး၏အဆိုကိုကိုရွေးဖြင့်ထောက်ခံဆွေးနွေးသူကကိုထေးဖြစ်၏ကိုထေးစီလည်းဖူမကိစ္စမှာ စာမသေးလားရဲဘက်စကန်တာဝန်ကြအကျဉ်ဦးစီးဝန်ထမ်းများထဲမှအိမ်တော်၏ဖောက်ပြန်မှုများကိုပါခရီးစွေတွင်ကြသိနေသူဖြစ်လေသည် ထိုစဉ်ကျွန်တော်ကစကားဝိုင်းပြီးတွင်နှုတ်ဆက်နေသောကုသခိုင်ကိုဝိုင်းတဲ့ရောက်လာအောင်ဆွဲသွင်းနိုင်ရန် အားထုတ်လိုက်ပါသည်ဟဲ့လူကုသခိုင်ခမရအတွေ့အကြုံလေးပါလေလုံးလေဗျာခမရပြောတော့မိမတွေအများကြီးနဲ့တွဲခုတ်ခဲ့ဘူးတဲ့ဆိုကျွန်တော်စကားသံကြောင့်ကုသခိုင်တယောက်သတိပြောင်းဝင်လာသည့်ပုံစံဖြင့်ပြီးခဲ့တာတွေပြီးခဲ့ပါပြီ။ပြန်ပြည့်ရေနူးနေလဲအကျိုးရှိစရာမမြင်လှပါဘူး။ ဘယ်ဟုတ်မလဲဗျာခမရလဲယဟန်နာမှာမဟုတ်တာဖူမကိစ္စမကင်းနိုင်သေးလို့ခမရဇနီးအဲ့တွေလာမဲ့ရက်ကိုလေမင်းရှိရှိနဲ့မြုံနေတော့မဟုတ်လားဟုတ်ပါပြီကျွန်တော်လဲတာမန်လူသားပါပဲစူလူတော်ကခမရတို့ပြောနေတာတွေဟာသူတို့ဘာအိမ်တော်ကြီးအတင်းဖြစ်နေဖြစ်နေရကြောင်းဝင်းမပြောချင်တာဒါဆိုလဲခမရရဲ့ရွှေညံတော်နဲ့ဖူမကိစ္စဘူးသူရရစရာတွေကိုပြောပေါ်ဗျာ ။ဩဒီလိုလား။ဒါဆိုလဲပြောတာပေါ့ဗျာ။ကဲကျွန်တော်နားထောင်နေသလား။အခုဒီမှာရှိတဲ့သူအားလုံးလူလူဟာဖူမကိစ္စတော်တော်ကျွမ်းကျင်ကြတဲ့ပုံပဲ။ကျွန်တော်မိကွန်းတစ်ခုမေးပြရစီ။ယောက်ျားနဲ့မိန်းမဖူမဆက်ဆံရင်မှအထုတ်ထိတ်ရောက်ပါတယ်ဆိုတဲ့အခြေအနေမှာဘယ်နေရာကခံစားမှုပေါ်ပြတယ်လဲဗျာ။ကုသခန်းကြီးအမေကြောင့်စကားဝိုင်းထဲမှာလူအလုံးရုတ်တရက်နှုတ်ဆက်ကုန်ကြပါသည်။ အတန်ကြာမှကုထေးထံမှစကားသံထွက်လာ၏ကျွန်တော်ကုရေရတော့ဒူးကောင်းမှခံစားရတယ်လို့ထင်တယ်ဗျာခုအဖြစ်ပြီးလျာကုသခိုင်ကခေါင်းကိုယမ်း၍ပယ်ချလိုက်တော့ကြောင်းမွတ်စလင်ကုတင်ဝင်းကကျွန်တော်ကတော့ခါတော့ဝက်ဖြစ်မယ်ထင်တယ်ခုဆိုပြန်ပါလိမ့်ဒီရင်းအဖြစ်ကလည်းကုသခိုင်ခေါင်းခါပြန်ပါသည်ထို့နောက်တွင်ဘူကြီးတောင်ဝန်ကကိုအောင်ကြီးကဒါဆိုရင်တော့ကျွန်တော်ခံစားမှုရကတော့ ရင်ညွတ်မှာပဲဗျာခုထက်ကွန့်မြန်ပါသည်သူ့အဖြစ်ဒီလဲမမှန်မြန်ကြီးထိုတွင်မှကိုသက်ခံကခအေးလေတဲ့ဖြင့်မတိကြရင်လဲတီရှာမှတ်ထားကြပြီရောဗျာယောက်ျားမိန်းမဖူမဆက်ဆံရမှာအထွတ်အထိပ်ရောက်တဲ့အခါမှာခံစားမှုကငရိတ်တက်တဲ့ကဖော်ပြသည်ဗျာအဲ့ဒီအချိန်မှာနေရောက်ဆုံးလုံးရဲ့ငရိတ်တက်တဲ့ကနေတပြိုင်နက်တည်းအခိုးတွေထွက်လာသလိုရှိန်ကနေဖြစ်သွားတယ် ဒီခံစားချက်ကအမှတ်တမဲ့မဟုတ်ဘူးသိကြတဲ့ခံစားချက်ဖြစ်တယ်ဒါကကျွန်တော်ကူလေးပါပဲဖြစ်နိုင်တာကအဲ့ဒီအချိန်မှာလူခန္ဓာကိုယ်တွေကအိလိနီနဲ့ချက်ကရာတွေနှုတ်ထလာပြီးစွရင်တမျိုးပေါ်ပေါက်လာတာဖြစ်နိုင်ပါလေအိလိနီဆိုတာခန္ဓာကိုယ်မှာရှိတဲ့မိညောင်ယူထိတ်စဝူနီမှာစပရင်ကိုဖိထားသလိုဝင့်နေတယ်လေဗျာဒီလိုဖိထားတဲ့နေရာကိုချက်ကရာလို့ခေါ်တယ် အဲ့လီနီနဲ့ချက်ကရာတွေဟာယောဂလူလေ့ကျင့်ခန်းတွေလေ့ကျင့်မှုကြောင့်လည်းဖြစ်နိုင်တယ်လို့ရှေးဘဝဘဝများကပါရမီအရှင်ကြောင့်လည်းဖြစ်နိုင်တယ်လို့ယူဆရတယ်။ကျွန်တော်ကတော့အဲ့ဒီအဲ့လီနီနဲ့ချက်ကရာနှုတ်ထလာတာကိုကာမဂုဏ်ကိစ္စခံစားနေတော့မှကုရိကြုံမှုတယ်။နောက်တစ်ခါကိုယ်တိုင်သမထလေ့ကျင့်ခန်းမှာပြင်းပြင်းထန်ထန်လှုပ်ဆင်းကလည်းအဲ့လီနီနဲ့ချက်ကရာတွေနှုတ်ထလာတယ်လို့ကြုံမှုတယ်ဗျာ။အသေးစိတ်ကိုနှံ့နှံ့ချီချီမမေးပါနဲ့တော့ ဒါကူအများနားလည်အောင်ရှင်းပြရရင်တော်တော်ရှုပ်ထွေးလိမ့်မယ်ဗျာကုသခိုင်စကားအဆုံးတွင်ဖူမကိစ္စကျွမ်းကျင်လှပါသည်ဆိုကြသောသကောင်းဟန်ရှိပုဂ္ဂိုလ်အားလုံးလူလူငြိမ်သက်သွားကြပါအတွေးကူစီနှင့်ဖြစ်ကုန်ကြပါလိမ့်ထို့နည်းစကားဝိုင်းကအပြန်ကျွန်တော်ကကုသခိုင်ကိုနားပူမိပြန်သည်ဒီနေ့ခမည်းပြုတ်မှာကျွန်တော်တတိထားမိတာကခမည်းခမည်းဘုရားအကြောင်းကိုပြောနေခဲ့ပြီမယ်ခမည်းရဲ့ဇနီးအကြောင်း မရတွေ့ခဲ့တဲ့မင်းကလေးတွေအကြောင်းတော့မပါသေးတာတတိထားမိသဗျာအမှန်ပြောရရင်ဒီအကြောင်းတွေကိုကျွန်တော်ပြောချင်စရာမရှိဘူးဗျာတစ်ချက်ကိုကြီးတွေးရရောက်တယ်နှစ်ချက်သူတစ်ပါးကိုနင့်နာစရာဖြစ်မယ်ဒါကြောင့်မပြောချင်တာပါပဲဗျာနင့်နာစရာမဖြစ်အောင်နာမည်လွှဲပြောလို့ရတာပဲဗျာခမရတခုတတိပြုဘူးကလူလောကကြီးတကလူတစ်ယောက်ရဲ့အကြောင်းပြောမယ်ဆိုရင်မိမကိစ္စမပိုင်းရင် ဘယ်မှာလာပြည်စုံမမလဲဗျာอืมခမည်းပြောတာလေမားတယ်လူမစုံနိုင်မြန်ပါဘူးခမည်းနောက်တော့ညင်တပါဆိုရင်ကျွန်တော်နဲ့မိမလာလေးတွေအကြောင်းပြုတ်ပြရတာပေါ့ဗျာတခုတိရှာသတိချက်ဖို့ကတော့ဒီအကြောင်းတွေဟာကိုကြီးတွေးခြင်းမဟုတ်ဘူးကြောက်ဝါလူခြင်းမဟုတ်ဘူးအတူอยู่မမားကြစေခြင်းမို့ဗျာအဲ့ဒီဖြစ်ရတူကိုနားထောင်ပြီးစင်ညင်နေတာစင်ညင်နိုင်ကြအောင်သာကျွန်တော်ရည်ရွယ်ပါတယ် ထိုနေ့ကကျွန်တော်ဤတိုက်တွန်းမှုကြောင့်ကုသခိုင်တယောက်သူကြုံတွေ့ခဲ့ရသောလောကီသားတိုင်းမကင်းနိုင်လေသည့်နှလုံးသားရေးရများကို သူမှတ်မိသလောက်ပြန်ပြောင်းပြောပြခဲ့ပါ၏။ဤနေရာတွင်အလင်းသိမ့်သည့်ဖြစ်၍ကုသခိုင်နှင့်မိမရလေးများအကြောင်းမဖော်ပြမီကုသခိုင်ပြောပြခဲ့သောအိလိမီနှင့်ချက်ကရာတို့အကြောင်းရေးသားထားသည့်စာရေးဆရာမောင်ကျောက်တန်၏အိလိမီမြရှိစာအုပ်တို့ကိုမမျှော်လင့်မဲ့ကျွန်တော်ဖတ်ရှုမိခဲ့ရာ ထူဆောင်မှသင်တို့သည်ဟုထင်ရသောအခန်းတစ်ချို့ကိုဘုဒ္ဓလူငါအောက်တွင်ဖော်ပြလိုက်ပါသည်ထူဆောင်မှ2009ခုနှစ်တွင်ပညာရွှေတော်စာအုပ်တိုင်းမှဖြန့်ချိခဲ့ခြင်းဖြစ်ပါသည်အဲ့လီနီနဲ့ချက်ကရာဆိုတာတွေကိုစာနယ်ဇင်းတွေမှာမကြာခဏဆိုဆိုတွေ့နေရတော့အဲ့လီနီဆိုတာဘာတုံးချက်ကရာဆိုတာဘာတုံးလို့သိကျင်လာကြတယ်ဒါကြောင့်စာအုပ်တွေကိုရှားဖတ်တဲ့အခါမှာလဲတိတ်မတွေ့ရဘူးရှားတယ် ဥဇံဝင်ရေးသားတဲ့အိလိနီစာအုပ်ကလည်းအရှာသာဒီတော့အိလိနီဆိုတာဘာလဲလို့စပြီးပြောပါမယ်အိန္ဒိယရှေးဟောင်းစာပေကျမ်းဂန်ဒီမှာအိလိနီကြောင့်ရေးထားတဲ့ကျမ်းတွေရှိပါတယ်တိတ်တော့မများပါဘူးအကျော်အကြောင်းဆုံးကျမ်းတွေကတော့စချက်ကရရူပန်နဲ့ဘဒုကပစ္စကတက္ကဒကျမ်းတွေပါပဲဒီနှစ်ကျမ်းကိုစာအတာအပ်လွန်းဆိုတဲ့ပုဂ္ဂိုလ်ကအင်္ဂလိပ်လိုစာပန့်ပါဝါဆိုပြီး ဘာသာပြန်ထတာ1928ခုနှစ်ကပုံနှိပ်ထုတ်ဝေခဲ့ပါတယ်အဲ့လီနီဆိုဒီမှာလူကိုရင်းရှိစွမ်းရည်တရဖြစ်သည်ထူကိုရင်းရှိဇီဝစွမ်းရည်နှမျိုးကိုပေါင်းဆက်ပေးလိုက်ရင် လူအုံနောက်ကြီးပွင့်သွားမယ်လူတွေရဲ့အုံနောက်ထဲမှာရှိတဲ့ကလစီတွေရဲ့ဆဲဝုံတဘုံသာအသုံးပြုနိုင်တယ်။ကြံတဲ့ဆဲဝုံကိုးဝုံကိုအသုံးမပြုနိုင်ဘူး။အဲ့လီနီရဲ့စွမ်းရည်နဲ့လူစိတ်တမာရီစွမ်းရည်နဲ့ပေါင်းဆက်လိုက်ရင် အသုံးမချသေးတဲ့မဝင်သေးတဲ့လူအောင်တော့ဆေးပုံကူးပုံကိုအသုံးပြုနိုင်မှာဖြစ်တယ်။ကဘာပေါ်မှာပေါ်ပေါက်တဲ့ဉာဏ်ကြီးရှင်တွေသိပ္ပံပညာရှင်တွေတိတ်ထိရှင်တွေဟာဒီကျန်တဲ့ကူးပုံပွင့်သွားလို့ဒိဋ္ဌိကျေဖြစ်သွားတာပါ။အဲ့ဒီနီပွင့်သွားလို့ဒိဋ္ဌိကျေကြီးကြောစွာတွေဖြစ်သွားတာပါ။ဒီတော့အဲ့ဒီနီဆိုတာဉာဏ်ပိုင်းစိတ်ပိုင်းနံပိုင်းဆိုင်ရာတွေကိုထိဆုံးရအောင်ပို့နိုင်တဲ့ လူကိုခန္ဓာတည်းရှိလူတိုင်းမှာရှိနေတယ်ဆွမ်းအင်ကြီးပါပဲဒါကြောင့်နှစ်ပေါင်း၁၀၀ကျော်အတွင်းမှာအိလိနီနိုးထပြီးတကူပြနိုင်သူမရှိတော့အိလိနီဆိုတာဟုတ်မှဟုတ်ပါရဲ့လားမမြင်နိုင်မတွေ့နိုင်ပဲစိတ်ကူးနဲ့ပြောနေရလားလို့တန်တရားတွေဝင်လာတယ်မူရင်းတိုင်းပြည်ဖြစ်တဲ့အိန္ဒိယမှာတောင်ခေတ်ပညာရက်တွေကအယူသီးမှုလို့လို့ထင်လာကြတယ်အနောက်နိုင်ငံကဆိုရင်တော့လုံးဝယုံကြည်မရှိဘူး သိပ္ပံပညာရှင်တွေကဆိုရင်လေသိပ္ပံပညာနဲ့မအပ်ဆက်ဘူးလို့သဘောထားကြတယ်ဒီလိုမယုံသင်္ကာဖြစ်နေတဲ့အိလီနီကိုစေသိပ္ပံပညာနဲ့ဝေဖန်ဆန်းစစ်သုတေသနာပြုပေးတဲ့ဒေါက်တာရီလီဆိုတဲ့ပုဂ္ဂိုလ်အိန္ဒိယမှာပေါ်လာတယ်သူဟာဘုံဘီစစ်တပ်ကသူက အောင်းလာတဲ့ဆရာဝန်တဦးပါဘုံဘီစစ်တပ်ကသူစာတမ်းဖတ်ပွဲမှာအိလီနီကိုခန္ဓာဗေဒနဲ့ဇီဝကံမဗေဒပညာနဲ့ နန်းရှင်လေ့လာတဲ့စာတန်းကိုသိပ္ပံရှင်သိပ္ပံပညာရှင်များစွာရှိမှတင်ပြခဲ့တယ်။အဲ့ဒီစာတန်းကိုပြည်သက်ကစိတ်ဝင်စားကြလို့ဖြည့်ရည်ပြီးကျမ်းစာဖြစ်ရိုက်နှိပ်ထိုးဝေခဲ့တာဖြစ်တယ်။စာအုပ်နာမည်က My Studio Kundalini ရဲ့ရှေးကျမ်းကံများနဲ့ရှေးစကားအစဉ်လာမှာရှိနေတယ်။အဲ့ဒီနီဟာလူခန္ဓာကိုယ်တွင်မှာရှိနေရင်ဘယ်နေရာမှာရှိတာလဲ။သိပ္ပံဝေါ်အရာရာ ဘယ်လိုခေါ်သလဲဆိုတာကိုစမ်းစစ်ပြသခဲ့တဲ့ကျမ်းဖြစ်ပါတယ်။ဒီကျမ်းဟာသိပ္ပံပညာရှုတော်ကအမြင်နဲ့အိလိနီကိုပထမဆုံးရေးသားတဲ့ကျမ်းပါပဲ။ဒေါက်တာရီလီကအိလိနီဒီနေရာဟာလူခန္ဓာကိုယ်အတွင်းရှိ autonomous nervous မှာ အကျုံးဝင်တဲ့ parasympathetic nervous system မှာတည်တယ်။ဒီအာယုံရောကို vagus လို့ခေါ်ပြီးလက်ဝဲ vagus နဲ့လက်ရ vagus ဆိုပြီးနှစ်ခုရှိတဲ့နဲ့ လက်ရဘာဂက်စ်ကျော်မှာအဲ့ဒီနေရှိနေတယ်လို့ဆိုတယ်။ဒီအာယုံရောတွေဟာဥပောင်းအတွင်းပိုင်းမှာရှိပြီးဂလင်းနေနဲ့ဆက်ဆက်နေတယ်လို့ဒေါက်တာရီလီက သူရှာဖွေသူရည်တနာလှုပ်ထားတာကိုတင်ပြတယ်။ဒါပေမဲ့ဒေါက်တာရီလီရဲ့လျှို့ဝှက်နေတဲ့သောအဲ့ဒီနေစာအုပ်မှာနိဒန်းရေးထားတဲ့စာအတာအပလွန်ကဒေါက်တာရီလီတင်ပြတဲ့လက်ရဘဲဘာဂက်စ်နားဘက်မှာအဲ့ဒီနေတရှိနေတယ်ဆိုတာလက်မခံဘူး။ အဲ့ဒီနီဟာရုပ်ဆွမ်းရင်တသက်မဟုတ်ဘူးဘာဂတ်အာယုံကျော်နဲ့ဆက်ဆက်နေတာကိုတော့လက်ခံပါလေဒါပေမဲ့သူဟာစိတ်ပညာရှင်မဟုတ်လို့အတိအကျဘယ်နေရာမှာဆိုတာတော့မပြောနိုင်ဘူးရှေ့ဆက်လ ీల ကြရမှာပဲလို့ရေးသားခဲ့တယ်ဒီဝေဖန်ချက်ကိုသူ့စာအုပ်မှာဏ္ဍန့်ဖြစ်ထည့်သွင်းဖော်ပြခဲ့တဲ့ဒေါက်တာရီလီရဲ့အမှန်တရားဖော်ထုတ်ရေးစီရင်နာဟာလိစားလောက်ပါတယ်ဒုတိယကဘာစီကြီးပြီးသွားတော့ ိလိညီအကြောင်းလေ့လာတဲ့ပုဂ္ဂိုလ်နှုတ်ပေါ်လာတယ်။တဦးကဂျပန်လူမျိုးတမားတော်ကြီးဒေါက်တာမူတိုယာမာပါ။သူဟာစိတ်တကူအကြောင်းယောဂကျင့်စဉ်အကြောင်းအိလိညီရဲ့အကြောင်းကိုစာရိလက်တွေ့သိပ္ပံနေကြဆန်းသက်သုတေသနပြုတယ်။သူ့တွေ့ရှိချက်တွေကိုစာတမ်းနေရေးဟောပြောပူချမှုတွေလုပ်တယ်။အိန္ဒိယမှာဒေါက်တာမူတိုယာမာရဲ့ဟောပြောပွဲတွေဟာဟိန္ဒူခိပညာရက်တွေယောဂီတွေတက်ရောက်နားထောင်ကြတယ် အဲ့ဒီနီဆိုတာရှိတယ်အဲ့ဒီနီနူးကြလာရင်တမာရီတွေတက်လာတယ်အမြင့်ဆုံးတမာရီကိုအဲ့ဒီနီနိုးလာမှရနိုင်တယ်လို့ဆိုပါတယ်ဟိန္ဒူပညာရှင်တွေသဘောတရားတွေကိုခိပညာတဲ့ဟိန္ဒူတွေထက်တောင်ဒေါက်တာမိုတူယာမာကနားလဲပြီတယ်လို့သူရိဒနာတွေကမှတ်ချက်ချရတယ်နောက်တူကတော့ဟိန္ဒူဘာသာဝင်တူဦးဖြစ်တဲ့ဂူပီကရစ္စနာပါပဲသူကကက်ရှမီးယားပြည်နယ် စာရင်ဂါနာမြို့တော်နဲ့မလမ်းမကမ်းမှာရှိတယ်။နစ်ဟတ်မြို့မှာနေပါတယ်။သူဟာတာမန်ခိပညာရက်ဖြစ်ပြီးအရွယ်ရောက်တဲ့အခါမှာအစိုးရဝန်ထမ်းအဖြစ်ဆောင်ရွက်တယ်။သူဟာဘာသာရေးဂိုင်းကဏ္ဍတွေမှာမပါပဲတာမန်လူတူအဖြစ်ယောဂကျင့်စဉ်တွေကိုနေ့စဉ်မှန်မှန်ကျင့်တယ်။ဘေစာရူဘေယသိစီကူမှာတပည့်မခံခဲ့ဘူး။မိမိဘာသာရေးရဲ့ရိုးရာယုံကြည်ချက်အတိုင်းသာ နေ့စဉ်ဆောင်ရွက်တဲ့ကိစ္စတည်းရဲ့အဖြစ်လုပ်ခဲ့တာဖြစ်တယ်။ဂူပီးရဲ့ယောဂကျင့်စဉ်ကတော့ယာစာယောဂကျင့်စဉ်ဖြစ်တယ်။ဒီယောဂကျင့်စဉ်ဟာအာတနတွေမုဒ္ဒရာတွေဆိုတဲ့ခြေတော့ကုနေဟန္တာကိုဗရဏာမထားပဲစိတ်တည်ငြိမ်မှုတသက်ကိုဗရဏာထားကျင့်ရတဲ့ကျင့်စဉ်ပါ။ဒီလိုနဲ့နှစ်ပေါင်းအတော်ကြာပြီး1938ခုနှစ်မှာအေလီနီစတဲ့နိုးကြလာတယ်။အဲ့ဒီတုန်းက34နှစ်ပါ။ ရာဇာယောဂကျင့်စဉ်ကိုနေ့စဉ်မှန်မှန်နိုင်အနေငယ်ကျင့်တော့မကြခင်မှာအလင်းဆက်အလင်းဝန်တစ်ခုကိုနှာရောင်ပေါ်မှာတွေ့ရတယ်။မျက်စိမရင်နဲ့တွေ့ရတာပါ။မျက်စိရှိထဏမှာမြင်ရတာမို့နှာရောင်ပေါ်လို့ဆိုတာပါ။နှာရောင်ပေါ်မှာကြောက်နေတဲ့အလင်းဆက်ကိုမျက်စိဖွင့်ကြည့်ပြီးတော့မြင်ရတာမျိုးမဟုတ်ဘူး။ဒီလိုမြင်အောင်ကတိုင်းဝန်ခေါ်တဲ့ရုပ်ဝတ္ထုပစ္စည်းတွေကိုလည်းအာယုံပြုတာမဟုတ်ဘူး။ စိတ်ကူငင်ငင်ကလေးထားနိုင်အောင်ကျင်ရင်ရလာတဲ့အလင်းဝန်းမှာဒီလိုအလင်းဝန်းကလေးကိုကြည့်တဲ့ကျင့်စဉ်ကိုစကုနေနေကျင့်တဲ့အခါမှာအဲ့ဒီနီနိုးတော့တာပါအဲ့ဒီနီစတဲ့နိုးလာတဲ့အခါမှာကြုံးမြောင်ယူအောက်ချီမင်းညောင်ယူနာကအလင်းရောင်တွေဟာ အလွန်တောက်ပါလာတယ်ဒီအလင်းဟာတာမန်မင်းညွန့်မီးတော့လို့ပါပါကလေးမဟုတ်ဘူးပြရားကိုလုံနဲ့ဖိုးထိုးတဲ့အခါပြရားတွေအေးပြောပြီးအလင်းရောင်တွေထွက်လာသလို့ အလင်းရောင်တွေဟာအထက်တက်လာတယ်။ဥကောင်းတွင်းရောက်လာတော့အလွန်ထွန်းလင်းပြဝေးတဲ့အလင်းတက်ကြီးဖြစ်သွားပြီးသူဟာအလင်းသမုဒ္ဒရာထဲရောက်သွားသလိုဖြစ်သွားတယ်လို့ဂူဘီကပြောတယ်။ဂူဘီအဆိုအရအီလီနီဟာရှီအောင်ကျန်းကန်မြတ်မှာပါတဲ့အတိုင်းမိညောင်ယူနာမှာ တရှိနေတာဖြစ်တယ်။အဲ့ဒီနေရာကချက်ကရကိုမူလချက်ကရလို့ခေါ်တယ်။အဲ့ဒီမူလချက်ကရကနေပြီးကျုံးမြောင်ယူတစ်လျှောက်ရှိတယ်။ ချက်ကရာဒီအတိုင်းအထက်ကိုတက်သွားလိုက်တာနောက်ဆုံးငယ်ရိမ့်မှာရှိနေတဲ့ပရမဏချက်ကရစီအထိရောက်သွားတယ်လို့ဆိုတယ်ဂူဘီကသူဟာအဲ့ဒီနီနိုးနေပါပြီအဲ့ဒါကိုပညာရှင်တွေယောဂီတွေကလာရောက်စစ်စစ်ဆန်းသက်ကြည့်ဖို့ဖိတ်ခေါ်တဲ့အခါမှာစွာမီကြီးတွေစာဓုတွေယောဂီယတိတွေသာမကခိပညာရက်တွေတိဗ္ဗံပညာရှင်တွေပါလာရောက်ဆန်းသက်စစ်စစ်ကြည့်တယ် အိန္ဒိယအစိုးရတာဝန်ရှိပုဂ္ဂိုလ်တွေကလည်းလာရောက်စစ်ဆေးလေ့လာကြတယ်။အဲ့လီနီဆိုတာရှိတယ်လို့သာကြားဘူးပြီးတော့တခါမှလက်တွေမဆန်းသက်ခဲ့ရတဲ့ပညာရှင်တွေကဂူဘီဂရစ်စနာကိုဆန်းသက်လေ့လာစရာအရာဝတ္ထုတစ်ခုအဖြစ်လေ့လာကြတယ်။အိန္ဒိယအစိုးရကလည်းကွန်ဒါလီနီအင်စတီကျူအဖြစ်ဌာနတစ်ခုတည်ထောင်ပြီးတော့သိပ္ပံပစ္စည်းတွေနဲ့လေ့လာတယ်။အဲ့လီနီမဂဇင်းကိုလည်းအချိန်မှန်ထုတ်ဝေပြီးတော့လေ့လာတွေ့ရှိချက်တွေကို ထုတ်ဖို့ရည်တာခဲ့တယ်။တက္ကပါလုံးမှာရှိတဲ့စိတ်ပညာရှင်ပရစိတ်ပညာရှင်တွေလည်းရောက်လာတယ်။ဒီမှာရုပ်ဝါဒီများဖြစ်တဲ့တချို့တိုင်းပြည်တွေကပုံကူတွေလည်းပါဝင်တယ်။ရုရှားနဲ့ချက်ကူစလိုဘက်ကတော့ထိတ်ဆုံးကပါတယ်။ဒီလိုကမ္ဘာရဲ့ရက်ကသိပ္ပံပညာရှင်တွေကသိပ္ပံစက္ကရိယာတွေနဲ့ဆန်းသက်တိုင်းထွာကြည့်တဲ့အခါမှာဂူပီမှာအလွန်ထူးခြားတဲ့စွမ်းအင်တွေရှိနေတယ်ဆိုတာကိုတွေ့ရတယ်။သိပ္ပံပညာမှာမတွေ့ရသေးတဲ့ယုတ်ခဏအတွင်းက ဇီဝဆန်းအားတွေပဲလို့မှတ်ချက်ချတယ်။အီလီနီလို့နာမည်မတက်ယုံလေးပါပဲ။အဲ့ဒီနောက်ကလည်းသိပ္ပံပညာရှင်တွေတမားတော်ဒေါက်တာဘွဲရပုဂ္ဂိုလ်ကြီးတွေဟာအီလီနီကိုလေ့လာကြည့်တယ်။လက်တွေ့ကျင့်တယ်။ဒီလိုလေ့လာရင်အီလီနီနိုးကြသွားတဲ့သူကတော့အမေရိကကဒေါက်တာဂွိုင်းပါပဲ။ဒေါက်တာဂွိုင်းကနိုးကြလာတဲ့အီလီနီနဲ့ယောဂါတွေကိုကူတာတဲ့သူနည်းကိုဂွိုင်းကူထုံးလို့ နာမည်ကျော်လာတယ်။နှစ်ဆရာစုကုန်ကနီးမှာအရင်ကယုံမတန်တရားဖြစ်ရတဲ့အိလိနီဟာတကယ်ရှိတယ်။လူခန္ဓာကိုယ်ထဲမှာရှိပြီးအမခန်းစွမ်းအင်တွေရှိတယ်ဆိုတော့ကိုရှေးအောင်ကြံကံတိဗ္ဗံကြံကံများအရာ၎င်းလက်တွေ့အိလိနီနူးလာသူတွေကိုတိဗ္ဗံကရိယာတွေနဲ့ဆန်းသက်ချက်အရာ၎င်းတတ္တိထုပြနိုင်ပြီဖြစ်တယ်။အိလိနီနူးကြနေပြီ။လာရောက်ဆန်းသက်စစ်စစ်ကြည့်ကြပါလို့ အတိအလင်းပြောရဲသူဂျင်ညာရဲသူတော့ဂူဘီကရစ္စနာပါပဲသူဟာယောဂီပုဂ္ဂိုလ်မဟုတ်ဘူးစာရုဆွာမီတဘာဘာကိုဆရာတင်ပြီးတရားအထုတ်နေသူလည်းမဟုတ်ဘူးတာမန်ခိပညာတဲ့ဝန်ထမ်းတဦးသာဖြစ်ပါလေအစအဦးနဲ့လန်ဒလာဆောက်လို့ရေးဌာနကရုံးဝန်ထမ်းတဦးပါသူဟာဟိန္ဒူဘာသာဝင်ပြီးပြီးနေ့စဉ်ဖျားရှိခူတယ်ယောဂကျင့်စဉ်ကျင့်တယ်ဂီယထရီမန္တန်ကိုရွတ်တယ် သူကျင့်နိုင်တဲ့လောက်ကိုရုံမသွားမီမနဲ့စောကြီးထပြီးပြီးပြီးပြင်းပြင်းလေးလေးနက်နက်ကျင့်တယ်။အိမ်အောင်ရှိတယ်။ဇနီးသားသမီးတွေရှိတယ်။မိဘကိုလှုပ်ကြွေးတယ်။တကယ်တာမန်လူတူပါ။ငကူကစိတ်တကူးလည်းမရှိပါ။ရိုးရိုးယောဂကျင့်စဉ်19နှစ်ကျင့်လာလိုက်တာ။အသက်34နှစ်မှာထူးခြားလာတယ်။သူ့အသက်34နှစ်မှာအဲ့လီနီစတင်နှူးကြလာတယ်။စစ်ကြီးမဖြစ်မီ1939ခုနှစ် ဒီဇင်ဘာလမှာပေါ့ထူးခြားတဲ့အာယုံတွေရတယ်အာယုံဓူးတွေရတယ်ခန္ဓာကိုယ်မှာလည်းထူးခြားတဲ့လက္ခဏာတွေပေါ်တယ်ဒါတွေဟာအိလိနီနိုးတာလို့မသိဘူးဒီလိုစတဲ့နိုးကြလာလိုက်တာ၃လလောက်ဇက်တိုက်ဖြစ်တော့ဒါရွရွမဟုတ်ဘူးကမထအာယုံမဟုတ်ဘူးဆိုတာလောက်တော့သိတယ်ဒီတော့ယောဂကျင့်စဉ်ဆရာတွေစာဓုတွေကျန်တဲ့ပုဂ္ဂိုလ်တွေကိုစုံစမ်းမေးမြန်းတော့မှအိလိနီနိုးကြတာဖြစ်နိုင်တယ်လို့တွေ့မိလာတယ် ဒီလိုအဲ့လိညီနိုးကြမှုကြောင့်ရုပ်ခန္ဓာမှာဝေဒနာတွေအမျိုးမျိုးပေါ်ပေါက်လာတယ်။ဝမ်းမိုက်ထဲကအပူလုံးကြီးကငယ်တဲ့အထိစောင့်လာတယ်။မိညောင်ယူကအပူလိုင်းကလေးအထက်ကိုတက်လာတယ်။ဥကောင်မူးနောက်လာတယ်။ဒဂူလုံးနာကျင်းလာတယ်။နားထဲကလည်းလေဒီတော်ထွက်လာတယ်။အစာမစားနိုင်ဘူး။အာယုံကြောတွေဟာတောင့်တင်းလာတယ်။တခါတည်းရန်ဒဂူလုံးတောင့်တောင့်ကြီးဖြစ်လာတယ်။တခါတည်းရန်မတက်မရက်နိုင်ပဲလဲလျောင်းနေရတယ်။ လှုပ်လိုက်ရင်နာလို့မလုံးမရှိအသာလေးနေရတယ်တကူလုံးမှာပရွက်စိတ်တွေပြေးနေသလိုဖြစ်နေတယ်ကလစီတွေအလုံးစူဝေးလာတယ်လို့ထင်ရတယ်စေယုံတရားလောက်အောင်တော့မဖြစ်ဘူးဒါပေမဲ့စိတ်ကတော့ကြည်လင်းနေတယ်ထက်မြက်နေတယ်တတိကလည်းခါတိုင်းတည်းပူပြီးကောင်းနေတယ်ခေါင်းတစ်ခုလုံးကလည်းလင်းနေတယ်ခေါင်းပတ်လည်းတပီလောက်လည်းအလင်းဝန်းထွက်နေတယ်ခန္ဓာကိုယ်ကြီးတစ်ခုလုံးကလည်းအလင်းရောင်တွေထွက်နေတယ် အလင်းစည်းကြောင်းတွေပြည်နေတယ်။မျက်စိမိတ်ထားရင်အလွန်တောက်ပတဲ့အလင်းရည်တွေဟာရေကုန်လိုအမျက်စီးစင်းတွန်းလောက်နေတာကိုတွေ့ရတယ်။ဒီတော့ဂူပီကရစ္စနာဟာသူ့ကိုယ်သူဘာဖြစ်နေလဲဆိုတာလည်းသိရတယ်။တတိကလည်းကောင်းနေတယ်ဆိုတော့ယူသွတ်သွားတာတော့မဟုတ်ဘူး။ဒါပေမဲ့ယောဂါမရှိဘဲနဲ့ခန္ဓာကိုယ်တစ်ခုလုံးနာကျင်ပူလောင်ကပ်ခဲ့ပြီး ပြောင်းစံနေတယ်ဆိုတာကိုတွေ့ရတော့သူ့ကိုယ်သူဘာဖြစ်လို့ဖြစ်မှန်းမသိအောင်ဖြစ်နေတယ်။ ဒီလိုခန္ဓာကိုယ်မှာဝေဒနာတွေခံစားနေရတာကတောက်လျှောက်ကြီးမဟုတ်ဘူး။နာယီဝက်လောက်ဖြစ်ပေါ်လာလိုက်ပျောက်သွားလိုက်ပြန်ပေါ်လာလိုက်နဲ့သုံးလကျော်ကြာသွားတယ်။ဒီတော့ဒီအတွေ့အကြုံတွေကိုပြန်လည်သုံးသပ်ကြည့်တယ်။တက်သည့်နားလည်တဲ့ပုံကူလေးစီမင်းမြန်စုံစမ်းကြည့်မိတယ်။နောက်ဆုံးကြတော့ဒါအိလိနီနိုးလာတာကြောင့်ဖြစ်ပေါ်လာတဲ့လက္ခဏာတွေပဲလို့ကောက်ချက်ချလိုက်တယ်။နောက်တဲ့နှစ်ပေါင်း25နှစ်အထိ ဒီဝေဒနာတွေကိုခံစားရင်စက်ကျင်လိုက်တော့ဝေဒနာတွေယောပသွားတယ်အသိဉာဏ်တွေတိုးတက်ထမြက်လာတယ်ခန္ဓာကိုယ်ကလည်းငကူနဲ့မတူတော့ပဲနှူးညံ့သိမ်မွေ့လာတယ်အကြအယုံအမြင်အယုံအထီအယုံတွေလည်းတိတိတသာကြီးတိုးတက်ပြောင်းလဲလာတယ်မှတ်ညံ့တွေလည်းကောင်းလာတယ်မတင်ဘူးမပြောဘူးတဲ့ဘာသာစကားတွေကိုလည်းတက်လာတယ်အဲ့ဒီမတင်ဘူးမကြဘူးတဲ့ဘာသာစကား15မျိုးလောက်နဲ့ ကြပြားရီပင်တီကုန်းရေးသားလာနိုင်တယ်ဒီတော့မှသူဟာအိတ်လီလီနူးကြနေပါပြီလာရောက်ဆန်းသက်ကြပါလို့ကြီးညာလိုက်တယ်ဒီတော့မှအိန္ဒိယမှာရှိတဲ့ယောဂကျင့်စဉ်ဆရာကြီးတွေစွာမီကြီးတွေစိတ်ပညာရှင်တွေသိပ္ပံပညာရှင်တွေကစိတ်ဝင်စားလာပြီးဂူပီကရစ္စနာကိုလာရောက်လေ့လာကြတယ်လေ့လာရသလောက်မှန်ကန်ကြောင်းသတင်းစကားတွေထွက်ပေါ်လာတော့မှအိန္ဒိယအစိုးရတာဝန်ရှိသူတွေက လာရောက်လ ీల စုံစမ်းကြည့်ကြတယ်။ဂူဘီကရစ္စနာကိုလ ీల ခဲ့ကြတဲ့အစိုးရကိုယ်စားလှယ်များရဲ့ထောက်ခံချက်အရအစိုးရကအိလိနီသုတေသနဌာနကွန်ဒါလီနီရစ်အင်စတီကျူတီထောင်ပြီးအိလိနီစွမ်းအင်ကိုသိပ္ပံပညာဖြင့်ရှင်ပြီးလ ీల ကြတယ်။အိလိနီသုတေသနဌာနကအိလိနီသုတေသနစာဆောင်တွေကိုမှန်မှန်ထုတ်ဝေတယ်။ထမှန်တွေ့ရှိရတဲ့အိလိနီသုတေသနအချက်လက်တွေကိုရေးသားဖြန့်ချိကြတာပါ။ ဒီလိုအစိုးရနဲ့သိပ္ပံပညာရှင်တွေကအတိမတ်ပြုပြီးသူရိဒနာ လုံနေပြီးဆိုတဲ့သတင်းဟာနိုင်ငံတကာကပြန့်သွားတယ်ပထမဦးဆုံးအီလီနီကိုစိတ်ဝင်စားတဲ့တိုင်းပြည်ကတော့ဂျာမနီပါပဲအဲ့ဒီအချိန်မှာပဲသိပ္ပံကြီးကယောဂကျင့်စဉ်လေးလာမှုကမ္ဘာညီလာခံကြီးကိုနယူဒီလီမှာကျင်းပပြီးတော့နိုင်ငံတကာကသိပ္ပံပညာရှင်တွေတက်ရောက်ဆွေးနွေးကြတယ်ယောဂကျင့်စဉ်တွေကိုတင်ကြလာနိုင်တဲ့ နိုင်ငံတကာယောဂကျင့်စဉ်တက္ကသိုလ်ကြီးဖွင့်လှစ်ဖို့ဆုံးဖြတ်ကြတယ်။သိပ္ပံနီးကျယောဂကျင့်စဉ်ကမ္ဘာညီလာခံကိုတက်ရောက်သူပညာရှင်တွေထဲမှာဂျာမနီကယူဘဗီရာနဲ့အာဂါဒယူဘဗီရာပညာရှင်ဒေါက်တာကန်ဖရက်ဒရီဝန်ဝေဆက်ကပါဝင်တယ်။သူဟာကမ္ဘာကျော်မတ်စပလန်အင်စတီကျူကသိပ္ပံပညာရှင်မှာသူဥဆောင်စောပြီး International Kundalini Research Foundation ကိုဂူဘီကရစ်စနာနဲ့ ကက်ရှမီးယားမှာတည်ထောင်တယ်။ဂူဘီကရစ္စနာကိုသိပ္ပံဆက်ကရိယာတွေသိပ္ပံပညာရှင်တွေနဲ့ဆန်းသက်သုတေနပြုတယ်။အီဂျီလိုဥနောက်မှာထွက်လာတော့လျှက်စစ်တက်ကိုဆန်းသက်တဲ့ကရိယာနဲ့ဆန်းသက်တယ်။ဂူဘီကရစ္စနာကောင်မှာအီလက်ထရိုခေါ်လျှက်စစ်ကျူးများဖြင့်နင်းညမပြတ်ရက်ရှည်လာများလေ့လာတယ်။ဦးနောက်ကထွက်လာတဲ့လျှက်စစ်လိုင်း၄မြို့နဲ့စိတ်တည်ငြိမ်ပြီးတမာရီကောင်းနေရင်အယ်ဖာဒလိုင်းထွက်တယ် ဒီအယ်ဖာဒလိုင်းဘယ်ချိန်ထွက်တယ်လဲဘလောက်ကြာကြာထွက်တယ်လဲစကားပြောနေစဉ်အစားစားနေစဉ်အိတ်နေစဉ်အပေါ်သွားနေစဉ် ထွက်လာသလားဆိုတာကို တိုင်းတာပါအဖြေကတော့ဂူပီကရစ္နာစကားပြောနေစဉ် ဖြစ်စီတရားထိုင်နေစဉ်ဖြစ်စီအစားအစာစားနေစဉ်ဖြစ်စီအယ်ဖာလိုင်းအစင်ထွက်နေတယ်လို့တွေ့ရတယ်နောက်တစ်မျိုးကတော့ ECG ဆိုတဲ့နှလုံးခုန်မှုကိုတိုင်းတာဖြစ်တယ်ဂူပီကရစ္နာဟာ အမြဲတမ်းနှလုံးခုန်အားမှန်းနေတာတွေ့ရတယ်။တွေးလို့လည်းတိုင်းတယ်။တွေးလို့ကလည်းပုံမှန်ပဲ။တွေးလို့မှုနဲ့နှလုံးခုန်မှုနှမျိုးစလုံးမှာတာမန်ရှိနေကြတဲ့အနေငယ်ယုံနေနေတာတွေ့ရတယ်။လက်မှာတွေးခုန်နှုန်းကလည်း10မိနစ်မှ60နှုန်းပဲရှိတယ်။ဒါကလည်းတာမန်တွေးခုန်နှုန်းထက်ယုံနေနေတယ်ဆိုတာပြနေတယ်။နောက်ထပ်အသက်ရှူနှုန်းမှုလည်းတိုင်းတယ်။အသက်ရှူနှုန်းကလည်းတာမန်ထက်ယုံနေတယ်။သိမ့်မှန်စကားနဲ့ပြောရရင် အောက်ဆီဂျင်အသုံးပြုမှုယွန်းနေနေတယ်လို့ဆိုတယ်။ခန္ဓာကိုယ်အရေပြားတင်းမာမှုကိုတိုင်းတယ်။တမာရီရလာတဲ့အခါမှာအရေပြား တင်းမာမှုဖြစ်ပေါ်တယ်။ဂူဘီကရစ္စနာမှာအချိန်မီ၍အရေပြားတင်းမာမှုရှိနေတယ်လို့စကင်းစကန်နာနဲ့တိုင်းတဲ့အခါမှာအဖြေထွက်တယ်။ဒီလိုစက္ကရိယာတွေနဲ့တာမကဂူဘီကရစ္စနာစားတော့တဲ့အစားအစာနဲ့အရေတွေရဲ့အလေးချိန်ကိုလည်းတိုင်းတယ်။သူဟာတာမန်လူတွေတဲ့6ဆောက်လောက်ပိုးပြီး စားတော့တယ်လို့တွေ့ရတယ်။နောက်တစ်ခါအဲ့ချိန်ကိုလည်းမှတ်သားတယ်။အာရီယံလို့ခေါ်တဲ့အိတ်မပြုံမီငါမြင်နေစမှာမျိုးလုံးလှချမှုကိုအီလက်ထရွန်ကရိယာနဲ့တိုင်းတယ်။ဒီလိုကရိယာမျိုးစုံနှီးမျိုးစုံနဲ့နှိရှိလာများဂူဘီကရစ္စနာကိုတိုင်းတာလိလာ သူရိဒနာပြုပြီးနောက်တွင် ကောက်ချက်ချလိုက်တယ်။ကောက်ချက်ကတော့ဂူဘီကရစ္စနာရဲ့အတွေ့အကြုံနဲ့ခန္ဓာကိုယ်တဘာဝကတမ်းမှန်ဖြစ်ဖြစ်စင်မဟုတ် တမှုထူးခြားတဲ့စွန့်ရင်သူမဟုတ်အဲ့လီနီစွန့်ရင်ဖြစ်နိုင်တယ်လို့ဖြစ်တယ်ဒီလိုသူစီနာဆန်တက်မှုတွေအကြောင်းကိုတိုင်းမဂ္ဂဇင်း1984ခုနှစ်မတ်လမှာထုတ်ပေါ်ရေးသားလိုက်တော့တကဘာလုံးပြန့်သွားတယ်အဲ့ဒီနောက်တော့နိုင်ငံတကာမှာရှိတဲ့စိတ်ပညာရှင်တွေပရစိတ်ပညာရှင်တွေ သိပ္ပံပညာရှင်တွေဟာဂူဘီဂရစ်စနစီတဖွဲ့ဖွဲ့ရောက်လာကြစုံစမ်းမေးမြန်းကြသူရိတနာပြုကြတယ်အတော့မတအောင်ဖြစ်သွားတယ် ဂူပီကရစ္စနာဟာလည်းကဘာကျောသွားတယ်ဒီအကြောင်းအရာတွေကိုဂူပီကရစ္စနာကဆောက်လင်းငောက်ရေတော့ပူပြီးကြောကြသွားတာပေါ့အဲ့ဒီနေရာရှိတယ်လို့လို့မရှိတယ်လို့လို့ဖြစ်နေရကသိပ္ပံပညာရှင်များကိုယ်တိုင်ကရှိချောင်းဝန်ခံရတဲ့အရာဖြစ်လာတယ်ဒီလိုနိုင်ငံတကာကသိပ္ပံပညာရှင်တွေလာရောက်လည်လာကြတဲ့အထက်မှာရုပ်ဝါဒီများဖြစ်ကြတဲ့ရုရှား၊ပိုလန်၊ရူမေးနီးယား၊ဘူဂေးရီးယားစတဲ့ ထူစင်ကဆိုရှယ်လင်းနိုင်ငံသိပ္ပံပညာရှင်များလည်းပါဝင်တယ်ထူစင်ကဆိုဗီယက်လို့ခေါ်တဲ့ရုရှားနိုင်ငံကပေါမခရူမီနိုရူစလုစကီကဒီလိုမှတ်ချက်ချတယ်ရုပ်ခန္ဓာကိုယ်ပေါ်မှာတက်ရောက်တဲ့အိလိနီရဲ့အစွမ်းတက်ရောက်မှု အသေးစိတ်ရဲ့ပထမဆုံးသက်ရှိခြင်းရှားရှိသူကိုစစ်ကူကတွေးရှိချက်မှတ်ချက်တွေကိုပေါင်းချုပ်သုံးသပ်ရင်ဒီလိုအိလိနီစွမ်းရင်တက်ရောက်မှုဟာရုပ်ခန္ဓာမှာနံပိုင်းကူဟာအပြန်အလှန်ဆက်ဆက်ပြီး တဆက်တည်းဖြစ်ပေါ်စေတယ်ဆိုတာတွေ့ရတယ်။ဟုတ်ကဲ့အပိုင်း65ကိုဒီမှာပဲခိတ္တရင်နာခွင့်ပြုပါခင်ဗျာ။လာမယ့်အပိုင်း66ကိုလည်းစောင့်မျှော်ပြီးအားပေးကြပါအောင်ခင်ဗျာ။လာရောက်အားပေးနားဆင်ကြတဲ့သောတာရှင်ပေါင်းကိုကျေးဇူးအထူးပဲတင်ရှိပါတယ်ခင်ဗျာ။မြန်မာပြည်သူပြည်သားများအားလုံးဘေးရန်တွေရဲ့မျိုးမျိုးမှာအမြန်ဆုံးကင်းဝေးကြပါစေခင်ဗျာ။